အီရန်က၎င်းရဲ့လေကြောင်းရန်ကိုပုံမိုအားကောင်းစေပြီဖြစ်တဲ့၎င်းတို့ကနိုင်ငံအရှိပိုင်းမှာရေဒါစနစ်အသစ်များနဲ့ဒုံးကျည်ပြည်လူမှုများကိုထက်သွင်းခဲ့ပါတယ်။အီကရီများကရန်သူလေရင်ဒါမှမဟုတ်ဒုံးကျည်တွေကိုအီရန်ကရှောက်ဖွေပြီးရပ်တန့်ဖို့အတွက်အကူအညီဖြစ်စေပါတယ်။အီရန်စစ်တပ် IRGC ကတပ်ပြမျိုးအနည်းနဲ့ပါရှန်ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် Guardia Radar Snit တွေကိုထားရှိခဲ့တယ်လို့တင်းချို့ကဖော်ပြပါတယ်။ Google Armad ဂျိုဒူပုံများကဤထွက်ဆိုချက်တွေကိုထောက်ခံနေပါတယ်။ဤရေဒါစနစ်များကအနောက်ဘက်မှလာတဲ့ချိန်ချောင်းမှုတို့စောင့်ကြည့်နိုင်တယ်။တိုက်လေယာဉ်များဒါမှမဟုတ်ဒုံးကျည်များကိုထောက်လန့်ရ၎င်းတို့ကိုတိစောက်ထားခြင်းဖြစ်ပါတယ်။အီရန်ကအမေရိကန်ရဲ့တိုက်ခတ်မှုရှင်းနိုင်မည်ကိုစိုးရိမ်တဲ့အတွက်ကြောင့်ယခုကဲတော့လှုပ်ဆောင်နေခြင်းဖြစ်သည်။အီရန်ကပြအာမြအောက်မှာရှိနေတော့လဲ၎င်းဤကြီးထွားလာနေတော့ကာကွယ်ရေးစွမ်းအားဒီအမေရိကန်နဲ့အစ္စရေးအတွက်ကြီးမားသောဆွေးနွေးမှုတစ်ခုဖြစ်သည်။ အထူးသဖြင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြင်းထန်တဲ့တတိပေချက်တွက်ပေါ်လာပြီးနောက်မှာအီရန်ကအစိုးပါခြေလှမ်းများကိုလုဆောင်ခဲ့ပါတယ်အီရန်ကရတ်လို့ခေါ်တဲ့အိမ်တွင်းကာကွယ်စနစ်ကိုလည်းအသုံးပြုထားပါတယ်လေယာဉ်များ cruise ဒုံးကျည်များနဲ့ drone များကိုရပ်တန့်ရန်ဒီဇိုင်းထုတ်တာချင်းဖြစ်တယ်ဒီစနစ်ကအီရန်ကို လေကြောင်းကာကွယ်မှုတွေကနေကာကွယ်ပေးပါတယ်အီရန်ရဲ့လောက်ရကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်က B52 ဘုံးကျဲလေယာဉ်တွေအရှိလက်ပိုင်းကိုစီလုခဲ့ပါတယ်။ဒါဟာအီရန်ကိုတတိပေးချက်တစ်ခုအနေနဲ့မြင်ပါတယ် အီရန်ကောက်ဆောင်တာကတော့လေးလုံရင်လုံရကိုမတိမငင်ဖြစ်စေချင်းလို့ခေါ်ပြီး၎င်းတို့ကိုနိုင်ငံကိုဆက်လက်ပြီးတော့ကာကွယ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်က B2 ကိုပြောင်းဘုံကျဲလေယာဉ်တွေကိုအိန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့ကျွန်းကျွန်းဖြစ်တဲ့ Diego Garcia ကိုလည်းဈေးလုခဲ့ပါတယ်။အဆိုပါဘုံကျဲလေယာဉ်များကယခုအခါအီရန်တို့ရောက်ရှိရန်နိကနေပြီးဖြစ်ပြီးမီဒီအခြေအနေအတွက်မဆိုအမေရိကန်ကအသိရှိကြောင်းပြသနေပါတယ်။ အမေရိကန်ကမကြသေးမီကအစ္စရေးနဲ့ပူးတွဲစီရီလက်ချင်းမှုတွေပြုလုပ်ခဲ့ပါတယ်စီရီလက်ချင်းမှုမှာဘုံကျဲလျင်ကြီးတွေကိုအသုံးပြုခဲ့ကြပါတယ်ဒါကတိုက်ပွဲဖြစ်တဲ့အခါသူတို့ရဲ့စွမ်းအားနဲ့အဖွဲ့လိုက်လှုပ်ဆောင်မှုကိုပြတ်တပါတယ်အီရန်ရဲ့ကာကွယ်ရေးကိုယင်းကလည်းဆန်းသခဲ့ပြီးဖြစ်ပါတယ်2019ခုနှစ်ကအီရန်က၎င်းရဲ့တတိယကွန်ဒတ်ဒုံးကျည်စနစ်ကိုအသုံးပြုပြီးတော့မှအမေရိကန်တရှို drone RQ4 global hawk ကိုပစ်ချခဲ့ပါတယ်အနည်းချုပ်ပြောမှဆိုရင်တော့ဒီလိုဆောင်မှုတွေကအီရန်နဲ့အမေရိကန်နိုင်ငံလည်းဇလုံးက ဖြစ်နိုင်ခြေရှိတဲ့ပြည်ပခတ်တွေအတွက်ပြင်ဆင်နေတာကိုပြသနေပါတယ်အရှိလက်ပိုင်းမှာအခြေအနေတွေတင်းမာနေစေဖြစ်တယ်။နှစ်ဖက်စလုံးကအင်အားပြသနေကြတော့လဲပုံမူကြီးမားတဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်ပါတယ်။